PPL ရဲ့နိုင်ငံတကာသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ American ရဲ့လေကြောင်းတိုက်ခိုက်မှုဟာသမ္မတ Donald Trump ပြောခဲ့သလို Iran ရဲ့ nuclear လက်နက်အစီအစဉ်ကိုအပြီးတိုင်မချေမှုန်းနိုင်ပဲလအနေငယ်သာနောက်ဆုတ်သွားစေခဲ့တယ်လို့ American ထောက်လှမ်းရေးအစီအခံစာကဖော်ပြထားပါတယ်။ ဇွန်လ23ရက်တနင်္လာနေ့မှာကာကွယ်ရေးနဲ့ထောက်လှမ်းရေးအေဂျင်စီရဲ့ထုတ်ပြန်တဲ့အစီရင်ခံစာအရအီရန်ရဲ့နျူကလ িয়ার ဆက်ရုံအခြေအနေတွေဟာထရန့်နဲ့အစ္စရေးဝန်ကြီးချုပ်ဘတ်ချမင်နေတဲ့ယာဟူးတို့ရဲ့ထုတ်ပြန်ချက်တွေနဲ့ဆက်ကျင်ဘက်ဖြစ်နေတယ်လို့လည်းဖော်ပြထားပါဗျ။ ဆိုလာ22ရက်နေ့တနင်္ဂနွေနေ့ကအီရန်ရှိဖော်ဒိုနတက်စ်နဲ့အစတာဖန်နျူကလ িয়ার စိုက်တွေကိုတိုက်ခိုက်မှုအတွင်သိတာတင်ရှားတဲ့ပျက်စီးမှုများရှိခဲ့ပေမဲ့အဆောက်အဦတွေလုံးဝပျက်စီးခြင်းမရှိဘူးလို့အစီရေခံစာမှာဖော်ပြထားပါတယ်။အမေရိကန်ကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုလုံးဝဆွလွတ်ဖို့စီရင်သင့်သွင်းရန်စစ်ဆန်ညှိနှိုင်းမှုတွေပြန်လည်စတင်မယ်လို့မျှော်လင့်ထားပါတယ်။ တဖက်မှာလည်းကျွမ်းကျင်သူအချို့ကအမေရိကန်ရဲ့ဆက်လက်တိုက်ခိုက်လာနိုင်ခြင်းတွေနဲ့အီရန်ဘက်ကလည်းပြက်လက်ထူထောင်လာပြီးတော့လက်နက်အင်အားအသစ်တွေရရှိလာမှာကို အထူးစိုးရိမ်နေကြပါတယ်။အီရန်ဟာအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှု မပြုလုပ်မီအချိန်တော်အတွင်းနျူကလ িয়ার လက်နက်ထုတ်လုပ်ရမှာအရေးပါတဲ့ယူနီနီရဲ့အချို့ကိုနေရာပြောင်းရွှေ့နိုင်ခဲ့ပြီးနျူကလ িয়ার ဓာတ်ပေါင်းဖို့တွေဟာလည်းအရင်အတိုင်းမပြည့်စုံဘူးလို့ပြည်သူတွေစီကသိရပါတယ်။ အမေရိကန်ရဲ့ B2 ကိုပြောက်ဘုံတက်လေရင်တွေဟာပေါင်3000လေးချိန်ရှိတဲ့ဘုံတွေနဲ့ဖော်ဒိုရှိမြေအောက်ယူရီနီယံတန့်စင်ဆက်ရုံဘန်ဂါရီဘော်ကိုဘုံတက်ချခဲ့ပေမဲ့အခြေခံအဆောက်အုံတွေသာပျက်စီးသွားခဲ့ပြီးမြေအောက်အဆောက်အုံတွေတော့မပျက်စီးခဲ့ဘူးလို့အစီရီခန်းစာတွေရေးသားထားပါတယ် အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုမပြုတ်လုံမီတွေထောက်လဲရဲ့အရာရှိတွေအဲ့ဒီအကျိုးဆက်အတွက်တတိပေးခဲ့တယ်လို့သိရပါတယ်။အမေရိကန်အဖြူတော်ကတော့ DIA ရဲ့အစီရင်ခံစာကိုအခြေမြစ်မရှိဘူးလို့ပြောကြခဲ့ပြီးတမရထရန့်ကလည်းအီရန်ရဲ့နျူကလ িয়ার ဆက်ရုံတွေပျက်စီးသွားပြီလို့ပြန်လည်ခြေပပြောဆိုထားပါတယ်။ အီရန်ရဲ့နျူကလ িয়ার ဆက်ရုံတွေအမှုန့်ဖြစ်သွားတာကိုခမရတို့မြင်တွေ့ရပါလိမ့်မယ်လို့ထရန်ကနက်တာလန်တွေပြုလုပ်ခဲ့တဲ့နေတိုးထိပ်သီးအစည်းအဝေးမှာသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ဇွန်လ24ရက်အင်္ဂါနေ့ကအစရေဝင်ကြီးချုပ်နေတန်ယာဟူးကလည်းအီရန်ဟာနောက်ထပ်နှစ်ကာလအတော်ကြာတဲ့အထိနျူကလ িয়ার လက်နက်မပိုင်ဆိုင်နိုင်တော့ဘူးလို့နိုင်ငံပိုင်ရုံးမြင့်တန်ကြားတွေပြောကြားခဲ့ပါတယ်။ နေတန်ယာဟူးကအမေရိကန်အနေနဲ့အခုလိုအဆရင်းဘက်ကစစ်ကူတိုက်ခတ်ပေးခဲ့တဲ့အတွက်ထရန့်ကိုကျေးဇူးတင်ကြောင်းလည်းပြောခဲ့ပါတယ်။ဂျူဒူတပ်ပုံတွေအရာအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုမပြုလုပ်မီဇွန်လ19ရက်နေ့ကဖော်ဒိုးမှာရှိတဲ့နျူကလ িয়ার စက်ရုံတွေမှာထရက်ကားတွေနဲ့ဘူဒိုဇာတွေတွေ့ခဲ့ရပြီးယူရေနီယံတွေတဲထုတ်သွားတာဖြစ်နိုင်တယ်လို့ကျွမ်းကျင်သူတွေကဆိုပါတယ်။ အီရန်ကဖော်ရိုးမှာရှိတဲ့ယူရေနီယံ60ရာခိုင်နှုန်းနဲ့တပ်ပေါင်းဖို့တွေကိုထရက်ကားတွေနဲ့တဲထုတ်သွားတာဖြစ်နိုင်တယ်လို့အမေရိကန်ထောက်လန်းရေးနှင်းလောင်သူဟောင်းနဲ့အခုနျူကလ িয়ার ထရက် initiative တွေဒူဥက္ကဋ္ဌနေရာယူထားတဲ့အဲရစ်ဘရူရာကပြောပါတယ်။ PBN ရဲ့နိုင်ငံတကာသတင်းအစီအစဉ်များကိုတိတ်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျမကတော့သူစားပါ။